ဒီနေ့ကတော့အခုပြထားတဲ့နှကောင်း comparison ပေါ့ဗျာအဲဒါတချို့ကြတော့လေ Xiaomi 15 Pro ဝယ်ထားလို့ Sampli Pro Max ကိုဒါ upgrade လုပ်တင်လားသိကျင်လို့ပေါ့နော်တချို့ကကြတော့လေဒါ Sampli Pro Max ဝယ်မဲ့အစား15 Pro ဝယ်ဝယ်လိုက်ရမလားဆိုပြီးတော့လာမင်းနေကြတဲ့သူတွေအတွက်ပေါ့ okay ပါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်လာထဲမှာ device က unit ကနှလုံးလုံးရှိနေရဆိုတော့လေ လုပ်ကြည့်ကြတာပေါ့ဒီဘက်က review unit လေးကိုကိုကြီးထောက်ပံ့မေးတာကတော့သုံးဆက်တိုင်း pro av shop ပဲဖြစ်ပါတယ် pro av shop မှာဆိုရင်ကျွန်တော်တို့ second နေပဲပေါ့ပဲ brand new ပဲပေါ့ပဲယုံကြည်စိတ်ကြတာပေါ့ယူအားပေးလို့ရပါတယ် after sale service တွေလည်းကောင်းတာဖြစ်တဲ့အတွက်အချက်သွားကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဆိုတော့ဒီနေ့မှာတော့တော်တော်လေးကိုလူပြောများနေတယ်ဒီဘက်က Xiaomi Sample Pro Max ပေါ့နော်တိုးတက်မှုတွေကတော့ပြောမယ်ဆိုရင်တော်တော်လေးလည်းများသလိုဟိုမထင်မှထားတဲ့နေရာမှာသွားပြီးတော့ weight shop သွားရမျိုးလည်းရှိရပါတော့။ဆိုတော့ပထမဆုံးတိုးတက်လာတဲ့အချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီကောင်းကမှကျွန်တော်တိတိတတ်တာလုံးဝ ဟိုအကြိုက်ဆုံးကိုပြောပါဆိုရင်အနောက်ကအဲ့ red display ပါလာတာရယ်ပြီးတော့ battery ကအများကြီးပိုခံသွားတာရယ်ပြီးတော့နောက်တစ်ချက်ကကျတော့သူ့ရဲ့ဟို display ကမျက်လုံးတက်တာရယ်ဆိုတဲ့အပိုင်းပါဆိုတော့ဆွမ်းနာကျွန်တော်ပြောသွားရတဲ့အဲမှာကင်မရာရောမပါဘူးလားလို့မေးရင်တော့ကင်မရာတော့ဟို sorry ဘယ်လိုပြောရမလဲကောင်းလာတဲ့အချို့အစိတ်ပိုင်းလေးတွေရှိသလိုတချို့နေရာတွေမှာက15 pro လောက်တောင်မှမကောင်းဘူးလို့သွားပြီးတော့ခံစားနေရမျိုးလည်းရှိတယ်ဆိုတော့အဲ့ကင်မရာအကြောင်းကိုအသာထားလိုက်ပါတော့အရင်ဆုံးသူ့ရဲ့ဒီကောင်းတယ်ဆိုတော့ အနောက်ကဟိုဘယ်လိုပြောရမလဲ magic display ပေါ့ဒါ Xiaomi အခေါ်ဆိုရင်တော့အဲ့ display နဲ့ပတ်သက်ပြီးတော့စပြောရမယ်ဆိုရင်ဒီကောင်းရဲ့အဓိက main usage ကတော့ကျွန်တော်တို့ဟိုအများကြီးတော့ရှိရပါဗျာဒါပေမဲ့အဓိကအနေနဲ့ဆိုရင်တော့ကျွန်တော်တို့အဲ့ vlog ဟို video ရိုက်တာတို့ကိုယ့်ဘာသာကို selfie ရိုက်တာတို့ပါလို့ဆိုရင် ဒီဖုန်းရဲ့ selfie quality လောက်ဒါဘယ်ဖုန်းမှမမကောင်းဒါကတော့သူ့ရဲ့ Xiaomi brand name ပဲမဟုတ်ဘူးဒါကြိုက်တဲ့ brand တွေပဲရှင်ဒီကောင်ရဲ့ selfie ကကြတော့ဟို selfie cam တိတ်တိတ်လေးနဲ့ရိုက်တာမဟုတ်ဘဲနဲ့အနောက်က background line နဲ့ရိုက်တာဖြစ်လို့ဟို quality ကတော့အများကြီးကိုကွာတယ်ဗျာအခုလောလောဆယ်မှာတော့ဒီအနောက်က magic display အတွက်သူတို့အသုံးချလို့ရတဲ့ feature တွေတကယ်မြင်တော့နည်းနေသေးတယ်ဒီ wallpaper customization တို့ဘာလို့ကျွန်တော်စကားတွေတော့ထည့်မပြောနေတော့ဘာဒါကတော့အရင်ကြီး ိုဘယ်လိုပြောရမလဲ innovation ဖြစ်တာလို့လို့ဘာလို့လို့လဲမဟုတ်ဘူးဆိုတော့ဟိုဗျာ AI နေပိုင်းနဲ့သိရမလား generate လုပ်လို့ရတယ်ငါးဆက်ကန့်စာအဲဟို animate video လေးတွေပေါ့နော်ပြီးွားရင်ကျွန်တော်တို့ဟိုကျူဟာကုတ်တွေစကန်ဖတ်ချင်တယ်ဆိုရင်လည်းဒီ back display မှာပြချင်ပြလို့ဒါပေမဲ့ကျွန်တော်တို့ KP တို့ way တို့မှာတော့ဒါရချင်မှရအောင်ပါဗောနော်ဒါတရုတ် application တချို့မှာရတယ်ပြင်သူတို့တို့ရဲ့ Xiaomi ကားတွေနဲ့ဆိုရင်လည်းဒီအနောက်ကနေပြီးတော့လှမ်းပြီးတော့ control လုပ်လို့ရအဲ့ဒါကမှ Xiaomi ကဒါသူ့ကားတွေမဟုတ်ဘဲနဲ့တရုတ်ကဟိုကား model ပေါင်းများစွာနဲ့တုံးလို့ရအောင်လဲလုပ်ပေးတာဗောဒါတော့ကျွန်တော်တို့တရုတ်မှာကားတွေမစမ်းနိုင်တော့မသိဘူးပြီးွားရင်နောက်တစ်ခုကကျတော့ကျွန်တော်တို့ auto translate ဗျာ auto translate app တွေမှာဆိုရင်အဲကျွန်တော်တို့ဟိုပါပဲဒီဘက်ကပြောတဲ့သူက လိုမျိုးယူတော့ဟိုပြောလိုက်ပြလိုက်ပြောလိုက်ပြလိုက်လောက်စားမလို့ဘယ်နဲ့ဟိုဘက်ဒီဘက်တခါတည်းဓာတ်ရိုက်ပြန်မြန်မြန်ပြောသွားလို့ရတယ်ဒါမျိုးလေးတွေပေါ့ပြီးွားရင်နောက်တစ်ခါကျတော့ notification တက်တယ်ဆိုတဲ့အပိုင်းမှာလည်းတရုတ် application တချို့ပဲရသေးတယ်ဒါကျွန်တော်တို့ဟိုဟာဗာလဲ Viber တို့အခုပေါ့နော် YouTube တို့ဗာတို့အဲ့လိုမျိုးစီက notification တွေကကျွန်တော်တို့လောနောက်က display မှာပေါ်မှာမဟုတ်ဘူးဒါကလည်း Xiaomi က D model ကို ဟို global မိတ်ဆက်မလားမိတ်မဆက်မလားဆိုတဲ့အပေါ်မူတည်ပြီးတော့လည်းဒီ application တွေ notify ရမရဆိုတာကကျွန်တော်ကြွားချပါမယ်ထင်တယ်။အော်ပြီးရင်နောက်တစ်ခုပေါ့နော်ကျွန်တော် Xiaomi fan တွေ main နေကြဟိုဒီနှစ်ကရောကျွန်တော် notification နောက်ကျလာလို့ main နော်ကျွန်တော်က15 Pro လာနောက်မကျ15 Pro ကပြောမယ်ဆိုခုတစ်နှစ်ကျော်လာခဲ့ပြီပေါ့နော်တစ်နှစ်ကျော်လာတယ်ဆိုတဲ့အချိန်မှာတကောင်းရဲ့ notification က လုံးဝတစ်ခါမှမမြန်ဘူးပေါ့နော်ဒါလည်းကျွန်တော်ဟို header setting ထည့်မသုံးတာပါတယ်ဒီဘက်က Xiaomi Sampli Pro Max ကကြတော့အဲ့လိုမဟုတ်ဘဲနဲ့သူက notification က maybe နောက်ကြရင်ကြမယ်ဒါပေမဲ့ဟိုတက်ကိုတက်တယ်နည်းနည်းလေးနည်းနည်းရမို့မြန်မြန်လေးတောင်တက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီနေ့ကတော့ Xiaomi တို့ကအနောက်က display တွေမဟုတ်ဘဲနဲ့အရှိက display ကိုပါနိပညာအသစ်တွေထည့်ပေးထားတယ်ဗောနော်ဟိုပုံမှန် diamond shape ၄ယောက်ကနေပြီးတော့မှသူတို့ရဲ့အဲကိုပိုင် customer ၄ယောက် design က ပစ်စဲတစ်ခုအတွင်းမှာကျွန်တော်တို့အာ RGB အပြည့်ပေါ့နော် RGB လုံးဝအပြည့်ကိုမြင်ရတဲ့အတွက်ဟောဘယ်လိုပြောရမလဲကျွန်တော် 1.5K display ဖြစ်နေတယ်ဆိုရင်တောင်မှအဲ့ display က 2K နီးပါးလောက်ရုပ်ထွက်ကိုခံစားရမယ်ဒါတော့သူ့ရဲ့ပစ်စဲ arrangement ကအဲပို့ပြီးတော့ကောင်းလို့ပေါ့ဒါပေမဲ့တကယ်တမ်း display ချင်းရှင်ကြီးတဲ့အချိန်မှာကကြတော့ပူကြည်လားမကြည်လားတော့မပြောတတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘက်က ဒီ Xiaomi 15 Pro ကကြတော့ 2K display ဖြစ်နေတာပါတယ်ဒီကောင်ကကြတော့ 1.5K ကိုမှအမှန်ဆုံး 1.5K တောင်မပြည့်ဘူးပေါ့နော်ဟိုထောင်းနေရဆိုတော့ထားပါတော့ဟို 1.5K မပြည့်တပြည့်လေးဆိုတော့ပြောရမယ်ဆိုရင်တော့အရင်ကြီးလည်းမသိတာဘူးပြီးရင်သူကောင်ရဲ့ display size ကအရင်ကြီးကြီးနေတာလည်းပါတယ်နေဆိုတော့ဟို maybe ပေါ့သူတို့ပြောထားသလို 1.5K နဲ့ 2K နဲ့တောင်မှကျွန်တော်မခွဲတတ်ဘူးဆိုတော့ဟို maybe အလုပ်ဖြစ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့သေချာပြောနိုင်တာတစ်ခုကကြတော့ဟိုဟာ ီကောင်တွေက PWM damage နည်းနည်းလေးกว่าပါတယ်ကျွန်တော်ဖုန်းဆိုရင်1920ပဲပါတာဥမာဒီတစ်ခေါက်မှာတော့2160ပေါ့เนาะဒါကတော့ industry standard အမြင့်ဆုံးမဟုတ်ပေမဲ့ဒါ2160ဆိုတာဟိုသုံးလို့ကောင်းတဲ့အနေအထားဖြစ်လာပြီဆိုတော့ဘာခွာလဲဆိုရင်ညဘက်မှာကျွန်တော်တို့ဟိုဖုန်းကြည့်ပြီဆိုရင်အမောင်းထဲမှာမျိုးလုံးရောင်းပို့ပြီးတော့တတ်တာဒါမျက်စိပို့အေးတာဒီကောင်ကအများကြီးပို့အေးတယ်ပြီးရင်နောက်တစ်ခုသတိထားမိတာကဘာလဲဆိုတော့ Xiaomi ဖုန်းတွေမှာ Z တိုက်ကျွန်တော်တို့ဒီ15 Pro အထိပေါ့နော်15 Pro ကမဟုတ်ကျွန်တော်15 Ultra အထိကိုတွေ့ခဲ့တယ်15 Ultra ဒီဘာတွေ့ခဲ့လဲဆိုတော့ Xiaomi ရဲ့ display အများစုကကျွန်တော်တို့ဖွင့်လိုက်တာနဲ့အဖြူကမဖြူဘဲနဲ့ခရမ်းရောင်ဘက်တန်းနေဆိုတဲ့ပုံစံကိုအမြဲပေါက်တယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက် sample performance မှာတော့အဲ့ဒီခရမ်းရောင်တန်းနေတဲ့ display ကမရှိတော့ဘဲနဲ့အဲလုံးဝကိုအဖြူမှန်တဲ့ display ဖြစ်သွားပြီလို့ပြောလို့ရတယ်။ Xiaomi ကတော့ဒါကိုလုံးဝ True RGB OLED ဆိုပြီးတော့နာမည်ပေးထားတယ်ပေါ့နော်။ဒါကိုဒီ Xiaomi Sample Pro Max မှာပဲမဟုတ်အခု အသစ်မိတ်ဆက်သွားတဲ့ Redmi K90 Pro Max မှာလည်းအဲ့ display ကိုပဲအတူတူထည့်သုံးပေးထားတယ်။ Xiaomi တို့ကရရောက်ပြီဆိုရင်လည်းတကယ်ရရောတာ။နောက်တစ်ချက်အနေနဲ့ဒီကောင်းတဲ့ battery ကကျွန်တော်စမ်းပြခဲ့တဲ့ဒါ iPhone 70 Pro Max နဲ့ video တွေကအတိုင်းပဲပေါ့နော်။ဆိုတော့အဲ့ video ကိုမကြည့်ရသေးဘူးဆိုရင်လည်းဒါတစ်ချက်သိအောင်တွားပြီးတော့ကြည့်ကြည့်လိုက်ပေါ့နော်။သူ့ရဲ့ battery life အသေးစိတ်ကိုတော့ကျွန်တော်ဒီမှာမပြောတော့အမှလည်းပြောထားပြီးဆိုတော့တော်တော်ကြီးကိုမိုက်ပါတယ်။တော်တော်ကြီးကိုမိုက်တယ်ဆိုတာကတော့ iPhone ထက်တော့အာမိနစ်20ဝန်းကျင်လောက်မိနစ်20ကျော်ပေါ့နော်။90ဝက်လောက်တော့ပို့ပြီးတော့ ောခံနိုင်တယ်ဒါလည်းသူ့မှာဘက်ထရီပမာဏအများကြီးပို့ပြီးတော့ပါတာဟုတ်ဒါပေမဲ့ကျွန်တော်ဖုန်းနဲ့ကြတော့ဒီမှာတော့ဟို 5G တော့တွားပြီးတော့ဟိုရှင်ချလို့မရဘူးเนาะတကောင်ကတစ်နှစ်လဲကြာသွားပြီဘက်ထရီကလည်းတတန်သူ့အနေနဲ့သူ train နေပြီဆိုတော့ဘလို့ပဲရှင်ရှင်ဒါဖုန်းသင်းနဲ့ဖုန်းဟောင်းကွာွားတာလည်းပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်တို့အခုနေမှာအတစ်တွေတွားဝယ်မယ်ဆိုရင်လည်း6100တည်းရနဲ့9500ကတော့ဒါကွာတာကကွာမှာပဲပေါ့เนาะပြီးနောက်ထပ်ပြောပြခြင်းနဲ့ပြောင်းလဲသွားတဲ့အချက်တွေကကြတော့ဒါလူတွေတမန်ကရှန်ကကြော်သွားနိုင်တဲ့အချက်လေးပေါ့เนาะဘာလဲဆိုတော့ဒီကောင်ရဲ့ protective ရှိအာမာပေါ့အဒီက ကဒီအရှိက glass ကကျွန်တော်တို့ launching glass 3ဖြစ်သွားတယ်အဲဒီဘက်ကကောင်ကျတော့2ပဲပေါ့နော် ပြီးရင်နောက်တစ်ခုရည်ရတာဘာလဲဆိုတော့ဒီတစ်ခေါက်မှာကဒီ sampling promise ရဲ့ဘက်ကဘာကကျွန်တော်တို့ fiber glass glass အစစ်မဟုတ်ပဲね glass နဲ့ plastic glass နဲ့ plastic အရောလိုမျိုးလုပ်ထားတဲ့ဟာဖြစ်နေတယ်အဲ့ဒါကလည်းတို့ကြီးညာမှာဘာမှထည့်မပြောပဲね cherry rick everything ကကောက်ပြီးတော့စမ်းပြလိုက်မှဒီကောင်ကအဲ့လို fiber glass ဆိုတာကိုကျွန်တော်တို့သိလဲရပါတော့သူကက Xiaomi 15 Pro ကကြတော့ ဒါ original sorry original ဖြစ်တယ်ဒီကောင်းရဲ့ရှေ့ရောနောက်အကုန်လုံးက glass တွေဖြစ်တဲ့အတွက်ဟောပို့ပြီးတော့ဈေးကြီးတယ်လို့တော့ပြောချင်းပြောလို့ရမှာဒါပေမဲ့လည်းဟို glass တွေကကွဲလွယ်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီလိုမျိုး fiber glass plastic အဲနဲ့ glass အရောလေးတွေကိုပို့ပြီးတော့သဘောကျတယ်ဒါကျွန်တော်ရဲ့ S21 FE တော့ဆိုရင်လည်းအဲ့လိုပဲပေါ့နော်ကျွန်တော် iPhone ကိုရွေးခဲ့တာကနည်းနည်းလေးပြုတ်ကျရင်ခံနိုင်အောင်ဆိုပြီးတော့ plastic ကိုရွေးခဲ့တာပါတယ်ဒါတော့ ကို percent နဲ့ကြိုင်းတဲ့ကော plastic ကချိဖြစ်တယ်ဘာညာလာပြောရအောင်လေဒီကောင်ရဲ့အနောက်ကကြတော့ plastic နဲ့လေလုံးဝယူတူမနေဘူးအဲ့ဒါမျိုးတော့ရှိတယ်ပြီးရင်ဒီဖုန်းမှာနောက်ထပ် downgrade ဖြစ်သွားရလို့ခံစားရတဲ့အချက်က USB ကိုမှ3.2 ဂျန်2မဟုတ်တော့ဘဲနဲ့ကျွန်တော်ဂျန်1ကိုပဲသုံးပေးထားပါဘောနော်ဒီဘက်က15ပုံမှာတော့ဂျန်2ကိုသုံးပေးထားတယ်ဆိုတော့ဒါကပြောရရင်တော့ဟိုသုံးတဲ့သူတွေအတွက်ပေါ့ type c cable ကိုသုံးပြီးတော့ကျွန်တော်တို့ data transfer လုပ်တဲ့သူတွေကအခုမှဂျန်2သုံးတဲ့သူတွေဆိုရင်တော့ဂျန်1ကိုပြောင်းသုံးလိုက်ရင်အဲ speed ကျသွားတာကိုဒါခံစားရလိမ့်မယ်ပေါ့နော်ဒါကလည်း Xiaomi ကသူတို့ရဲ့ user standard တွေကိုပြန်ကောက်ပြီးတော့အဲသူတို့ရဲ့ user တွေကတော့အဲငါတို့ပေးထားတဲ့ဒီ Gen 2ရဲ့ performance ကိုအပြည့်အဝမတုံးရဘူးအဲအဲ့လိုမျိုး တို့ရဲ့စစ်တန်းတွေအရာချောင်းမလို့ဒါဂျန်ဝမ်ကိုပြန်ချွတ်လိုက်တာတို့လည်း cost နဲ့နဲ့တတ်တာဝါမယ်လို့ထင်ပြီးတော့လုံးလိုက်တာဖြစ်ရှင်ဖြစ်မယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်ပါကျွန်တော်တို့ဟိုပါလေတုံးတုံးမတုံးတုံးမြာပါတာနဲ့မပါတာနဲ့ဆိုရင်ကျွန်တော်တို့ပါတာတော့အမြဲပိုကောင်းတယ်မတုံးလဲကိုယ့်ဖုန်းမှာပါတယ်ဆိုရင်တော့ဒါနောက်လူဝင်တုံးလို့ရတာပဲ။ဒီလို downgrade မျိုးက user အများစုအတွက် impact မဖြစ်ဘူးလို့ဟိုထင်လို့ပေါ့เนาะဒါ AC လို့ AC လို့ user ကောင်း user နိုင်ပေမဲ့ ုံးဝယူဆအများစုအတွက် AC မဖြစ်နိုင်တဲ့နေရာတနေရာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒါလူတိုင်းလဲအခက်မှန်းကြည့်ဗျာဘယ်ဘယ်နေရာဖြစ်မယ်လို့ထင်တယ်ဒီဖုန်းကလုံးဝလူတိုင်းကြော်ွားလို့မရတဲ့အားနေချက်ကโอเคဖြေရပြီဖြေရပြီဆိုရင်တော့ပြောကြမယ်ဗျာ Ultra wide camera ပါဟုတ်ပါတယ် Ultra wide ပါဒီ display ဗျာကျွန်တော်ပြပြမယ်ဒီအနောက်က magic display ထဲခြင်းယုံနဲ့ Ultra wide ကိုဖိနှားထားမှမသိသိရမလားဟို အဲ့လိုပဲနော်ဘိုင်နာထားရမယ်မသိလျှောက်ပြီးတော့ကြံရမယ့်လှုပ်တဲ့အချိန်မှာဒီကောင်ကဒီအောက်နားလေးမှာကတ်ပြီးတော့အာထဲလိုက်တယ်ပေါ့ဗျာအဲထဲလိုက်တော့ဘာဖြစ်လဲဆိုတော့ viewing angle ကျင်းသွားတယ် sensor site သေးသွားတယ် look ကတော့လုံးဝလှသွားတယ်ပေါ့ဗျာကင်မရာလေးနှလုံးလိုလိုဖားလိုလိုတော့ဖြစ်သွားတယ်အဲ့နေရာမှာကတော့ကျွန်တော်တို့လုံးဝလွတ်ပေးလို့မရဘူးသိလားဟိုမပြောလို့မရဘူးเนาะဘာဖြစ်လို့လဲဆိုတော့ဒီနေ့ဒါကျွန်တော်တို့တခြား iPhone တို့ Samsung တို့နဲ့မရှင်တဲ့သူ့ရဲ့တရုတ်ချင်းပဲရှင်ကြရအောင် အာဒီ Vivo ပဲကြီးပေါ့နော် Vivo X200 Ultra မှာဆိုရင်ကျွန်တော်တို့အဲ Ultra wide sensor ကိုလုံးဝ site အကြီးကိုသုံးမိလာတာဗျာ main sensor နဲ့ site အတူတူကိုသုံးမိလာပြီးွားရင်နောက်တစ်ခုကဘာလဲဆိုတော့ဒီအခုဒီ X200 နဲ့ Ultra ပဲမပြောပါနဲ့ကျွန်တော်တို့ X200 Pro တို့ဘာလို့ဆိုရင်လဲအဲ့လောက် Ultra wide sensor site မကြီးပေမဲ့ကျွန်တော်တို့ပုံမှန် sensor site တွေပဲသုံးမိထားတယ်အခုဒီကျွန်တော်ရဲ့ Xiaomi 15 Pro မှာလို့အဓိကတော့ viewing angle လဲကွာတယ်ပြီးွားရင်ကျွန်တော်နေကင်းဘက်ပဲရိုက်ရိုက်ညဘက်ပဲရိုက်ရိုက်လုံးဝ ဘယ်လိုပြောရမလဲအယောင်လေးလနေတာလို့ရင်ဇွန်ပြည့်ကြည့်လိုက်ရင်ဘာမှဒီဒီမကြံတဲ့စန်စာ quality လို့ပဲပြောလို့ရမယ်ပေါ့နော်။ Okay ဒါကကြတော့ Sona က USB ဒါ Gen 2လို့မျိုးပေါ့နော်။လူအများစုမသုံးလို့ impact မရှိဘူးလို့ပြောရအောင်လဲ။ Alpha White ကတော့ကျွန်တော်ထင်တယ်။လူတော်တော်များများတော့သုံးဖြစ်မယ်ထင်တယ်။ဘာလို့လဲလူတိုင်းကတော့အနည်းဆုံးတော့ group photo တွေရိုက်ကြမယ်။ပြီးတော့ကျွန်တော်ရှူကင်းပုံ အကျယ်ကြီးပေါ့နော်လုံးဝ view အကျယ်ကြီးကို main lens နဲ့မယူဘဲနဲ့ ultra wide lens နဲ့ယူတတ်တဲ့သူတွေလည်းရှိတယ်ဆိုတော့ ultra wide ကတော့လူတော်တော်များများသုံးနေတဲ့ sensor တစ်ခုကိုဒီလိုမျိုးသေးသေးလေးနဲ့အဲလုံရဲတယ်ပေါ့နော်သူတို့ကသူတို့ software ကိုအားကိုးပြီးတော့အယုံကြီးယုံကြည်ရှိသွားနဲ့ယုံကြည်ချက်ပြင်းထန်သွားနဲ့လုံရဲတယ်ဆိုတာကတော့ဒါကလည်းကျွန်တော်လည်းမပြောတတ်တော့ဘူးပေါ့နော်ဆိုတော့ဒီနေရာမှာကတော့ဒီ sample pro max ရဲ့ camera က ไอ้ ultra wide အလုံးနဲ့တင်ကိုဒါရွေးချယ်ခြင်းစရာတော့မကောင်း Okay fine ကျွန်တော်ကတော့ ultra wide မသုံးဘူးကျွန်တော်က main camera တွေ periscope တွေပို့ပြီးတော့သုံးတယ်ဆိုရင်လည်းဒီတစ်ခါသူ့ရဲ့ camera မှာကအဲနည်းနည်းပြောပြလေးရှိတယ်ဟိုအရင်ကြီးဆိုးရွားနေရမျိုးတော့မဟုတ်ပါဘူးကောင်းပါတယ်တော်တော်များများတော့ကောင်းပါတယ်အရင်ကလူမျိုးကျွန်တော်တို့ဒါ13 pro တို့14 pro တို့15 pro တို့လောက်လာနေကြတနေ့ပြီးတနေ့ဟာအောင် camera ရဲ့ထပ်ကောင်းလာပြန်ပြီး camera ရဲ့ထပ်ကောင်းလာပြန်ပြီးအဲ့လိုမျိုး ပြောလို့မရတော့တဲ့အခြေအနေကိုတော့ရောက်လာပြီပေါ့နော်ထပ်ကောင်းလာတဲ့နေရာတွေတော့ရှိရဒါပေမဲ့လည်းအတူတူဖြစ်နေတဲ့နေရာတွေရှိသလိုပို့ပြီးတော့မှဆုတ်သွားတဲ့နေရာတွေလည်းရှိတယ်ဆိုတော့ကောင်းလာတဲ့အရာလေးတွေကနေပဲစကြတာပေါ့နော်ပထမဆုံးတစ်ကြိုက်တဲ့အချက်ကကြတော့ကျွန်တော်တို့လူစကင်တုံးယူလာအောင်ကြိုက်သွားပြီအခုကျွန်တော်ပြထားတဲ့ပုံကိုကြည့်လိုက်မယ်ဆိုရင်ဒါ Xiaomi 15 Pro မှာပြောရမယ်ဆိုရင်တော့ဟိုလုံးဝအားနေချက်တစ်ခုလို့ဖြစ်နေတဲ့ အပိုင်းလိုပဲပြောရမှာပေါ့နော်အဲ့ဒီနေရာကိုတော့ဒီဘက်က assembly promise မှာ fix လိုက်ပြီအခုပြထားတဲ့ပုံကြီးလိုက်မယ်ဆိုရင်ဒီဘက်က15 pro ကကျွန်တော်တို့ overall အဲ scenario တစ်ခုလုံးမှာ construction ရော့နေပြီးတော့အဲ့လိုမျိုးပေါ့နော် အပေါ်ကနေပြီးတော့အဲ့လို fade layer တစ်ခုအုပ်နေသလိုဖြစ်နေလိမ့်မယ်ပြီးရင်အသားရောင်ကိုကြီးလိုက်မယ်ဆိုရင်လဲမွဲ၆၆နဲ့အာဘယ်လိုပြောရမလဲဟိုလေပိန်းဥရောင်ပေါက်နေတယ်အသားရောင်ကဒီဘက်ကကြာအသားရောင်မှလုံးဝ ကျွန်တော်တို့ဟို iPhone လို့လို့ Samsung လို့လို့လေးဖြစ်သွားတယ်။ဒါပေမဲ့အဲ့ညမှာကျွန်တော်တခုပြောရရှိရဲ။ဒါကတော့တို့ထပ်ပြီးတော့ဟိုလာမဲ့ future update တွေမှာ face play မလားမသိအောင် face play မလားမသိဘူးပေါ့နော်။ဘာဖြစ်လဲဆိုတော့လူ skin tone ကိုလေတို့အဲ့ဒီ HDR ယူရဲပဲပြောရမှာပေါ့နော်။အဲ highlight ဖြစ်နေတဲ့အသားအရောင်တွေကျွန်တော်တို့ share လို့ကြာနေတဲ့ဘေးကအသားအရောင်တွေကတို့က AI နဲ့လုပ်ယူတာကွာလူပုံလေးကကြွနေအောင်ဆိုပြီးတော့အဲ့လို HDR ကိုတမင်လုပ်ယူထားတာ။ ဒါပေမဲ့အဲ့ဒါကဘာနဲ့သွားတူလဲဆိုတော့ AI generated ဓာတ်ပုံနေမယ်အရန်ကိုတိတာတယ်တိလားလူပုံကဟိုဘယ်လိုပြောရမလဲနေကင်းဘက်ပေါ့နော်နေကင်းဘက်တွေမှာဆိုပို့ဆိုတယ်ညဘက်ကလူပုံတို့ဘာတို့ကတော်သေးနေကင်းဘက်အလင်းရောင်အရန်ကောင်းနေဆိုရင်လည်းရတယ်ကွာမှနေရောင်အောက်မှာရိုက်တာတို့ပြန်မှာနေရောင်အောက်မှာထဲရိုက်တာတို့ဘာလို့ဆိုရတယ်အဲ့လိုမဟုတ်ပဲနဲ့အဲကျွန်တော်တို့ဘယ်လိုပြောရမလဲအရေးထဲမှာပေါ့နေရောင်ဝမအရေးထဲမှာရိုက်တယ်လူကလည်းအရန်ကြီးနေရောင်မထိုးနေဘူးဆိုရင်တို့ကလူပုံကိုအဲ့လိုမျိုးလှုပ်ချပြတ်တတ်တယ် ဆိုတော့ဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်တို့ processing လုပ်ထားတဲ့ပုံကြီးများအရင်သိတာနေတယ်ဒါလေးကသူတို့ future update မှာ fix မ fix ကျွန်တော်မသိဘူးပေါ့နော်တချို့လူတွေအတွက်ကကြတယ်ဒါကမျိုးလုံးထဲမှာ AI generated ပုံလို့ဒါထင်ချင်မှလည်းထင်လိမ့်မယ်ပေါ့နော်ပြီးရင်နောက်ထပ် default မှာကောင်းတဲ့အချက်ကဘာလဲဆိုတော့သူတို့ကြီးညာသွားတဲ့ back click gain ဆိုတဲ့ဟာကပြောမယ်ဆိုရင်တော့ဇွန်လာပြောသလိုပေါ့နော်လူပုံ skin တုံးတွေဘာတွေမှာတော့တိတ်ပုံမလာပေမဲ့အခုကျွန်တော်ပြထားတဲ့ပုံမှာဆိုရင်တော့တော်တော်ပုံလာတယ်ကျွန်တော်ရဲ့ Xiaomi 15 Pro မှာဆိုရင်ဒီဘက် ကအဲ့ဒီသွန့်နေရံပေါ့နော်သွန့်နေရံရဲ့ detail ကိုဒီထက်ပေါ်အောင်လုတ်ပြီးတော့ရိုက်ယူလို့မရဘူးကျွန်တော် promo မှာသွားပြီးတော့စိုင်းရင်လေအနောက်ကဟာကြီးကအရန်လင်းရင်လင်းသွားမယ်မလင်းဘူးဆိုရင်ဒီကောင်ကြီးကအရန်မောင်းရင်မောင်းသွားမယ်ဒါပေမဲ့ဒီ assembly promise မှာကျွန်တော် promo ထိသွားစရာမလိုဘဲနဲ့ auto ဖြတ်ဆိုပြီးရိုက်လိုက်တာနဲ့လုံးဝသူ့ရဲ့အနောက်က backlit ကြီးကို short ပေးပြီးတော့အဲ့ဒီ shadow က အဲဒီ day ကိုပို့တင်ပေးနိုင်တာကဒါ auto ပေါ့နော်ဒီလိုနေရာလေးမှာကကြာတော့ဒီ assembly promise ရဲ့ဒီ battle king ဆိုတဲ့နာမည်ကြီးကတော့တွားပြီးတော့အလုပ်ဖြစ်တယ်လို့တော့ပြောရမယ်ဒါတော့ဒီဖုန်းကကောင်းတဲ့အချက်လေးပေါ့ high definition mode တွေမသုံးဘဲနဲ့ပုံမှန်ပဲရိုက်ရဲချိန်မှာ periscope တွေမှာကျွန်တော် quality ချက်တွားပြီးတော့တွေ့တယ်နောက်ကောင်းလုံးကဒီ day တွေ party လေးအတူတူပဲထားပေးမယ့် ကျွန်တော်တို့ဟိုးအရင်ဟိုးရင်ဆိုတာကဒီ smartphone တွေမှာ periscope တွေစပါလာစားခစ်တုံးက ဖြစ်တတ်တဲ့ periscope lens တွေရဲ့ပြဿနာဒီဖုန်းမှာပါတယ်။ဘာလဲဆိုတော့အထူးစမ်းတော့မဟုတ်ပါဘူးကျွန်တော်တို့အဲ့လိုမနီးမဝေး zone လေးကိုလှမ်းဆွဲပြီးဆိုရင်အခုကျွန်တော်ပြထားတဲ့ပုံအတိုင်းပေါ့ဗျာဒီပုံပဲကြည့်လိုက်မှာအဲ့ပုံရဲ့အဲ့လိုပပတ်လေပတ်ဝန်းကျင်မှာကျွန်တော်တို့ခញ្ញင်းရအောင်ခញ្ញင်းရအောင် လေးတွေပေါ့နော်ဟိုပါနေသလိုဖြစ်နေလိမ့်မယ်သူတို့ရဲ့ဟိုဘေးဝိုင်းပပပပုံအဲ့ဒါဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီစန်စာကိုလေနေရောင်အရန်ပြင်းနေမှာစန်စာကိုရိုက်တဲ့အချိန်မှာစန်စာကနေပြီးတော့ဟိုဟာဗါလဲ reflect ပြန်လုတ်တဲ့စန်စာရဲ့အရောင် glass ရဲ့အရောင်များ glass မှာသိရမှာကျွန်တော်အစိမ်းလေးခရမ်းလေးပါတယ်အဲ့ဒီကခရမ်းရဲ့အရောင်အဲ့ဒီခရမ်းရဲ့အရောင်ကိုကျွန်တော်တို့ဒါ ဟိုပထမဦးဆုံးဒီ periscope တွေစပါလာတဲ့ဖုန်းတွေမှာဆိုရင်ဒါဖြစ်ခဲ့တယ်ပေါ့နော်ဒါ Samsung တို့ပြီးပါရင် Xiaomi 11 Ultra တို့ခေတုံးကဆိုရင်ဒီပြဿနာကတော်တော်လေးကိုကွန်မွန်ဖြစ်တယ်ဒါအခုကျွန်တော်တို့ဒီ Samsung Pro Max မှာထူးထူးခြားခြားပြန်ပြီးတော့တွေ့ရတယ်ပေါ့နော် maybe ဒါကလည်း software နဲ့ပြင်ရတဲ့ဟာပဲ software နဲ့ပြင်ရတဲ့ဟာပဲဆိုရင်တော့ဟို face ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဖြစ်တော့ဖြစ်မှာပါဒါတော့မဖြစ်လို့လည်းမရဘူးပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ဒီကောင်းရဲ့အဲ့ဒီ မှတ်ပါဗျာကျွန်တော်က 20h လောက်နဲ့ပဲရိုက်ပြီးပဲထားပါတော့ရိုက်ပြီးဆိုရင်သူကလေဟို digital processing ကတော့လူတိုင်းလုပ်ရပါတယ်လုပ်ရတယ်ဆိုပေမဲ့တချို့နေရာပေါ်တော့တစ်ခါတလေမှာဖုန်းနဲ့ပူတာမဟုတ်ဘူးဗျာမပူဘဲနဲ့အဲ့လိုတလွဲကြီးကို processing လုပ်ပြတာဘာလဲဆိုတော့ chef net စီတင်ပြပြီးတော့လုံးဝပိတ်တင်တစ်ချက်လိုဖြစ်သွားဘတ်ဆိုပြီးအဲ့လိုစေးတွေကောက်မုတ်ထားတဲ့အဲ့လိုသိရမလားစီစေးတွေကောက်ပြီးတော့ဘတ်ဘတ်ဘတ်ရိုက်လိုက်တဲ့ပိတ်တင်တစ်ခုလိုပဲဒါအခုကျွန်တော်ပြထားတဲ့ပုံတိုင်းပေါ့နော်ဒီလိုနေရာမှာကျတော့15 pro ကဒါတော့တနည်းလဲ ရှိပြီဖြစ်တဲ့အတွက်လုံးဝသူ့ရဲ့ consistent ကတော့တော်တော်လေးကိုကောင်းတယ်။အဲမကောင်းတာဘာလဲဆိုတော့ဒီကောင်ကဆောင်းနာမှာပြထားသလိုပဲသူ share root နေရာတွေကို sample promise လောက်ကောင်းကောင်းကြီး export မလုပ်ပေးနိုင်ဘူး။မှောင်တဲ့နေရာမှာဆိုရင် share root တင်လိုက်သူ့အောင် share root တင်လိုက်မှောင်ဝိုင်းသွားပြီးထဲကဒီတက်ဘာမှမမြင်ရတော့ဒီကောင်ကကျတော့ကောင်းတယ်။အဲ့ညမှာသွားကောင်းသူက valid king ဆိုတဲ့ဟာအဲသွားရှုပ်လို့တော့မရဘူးလို့ပြောလို့သွားရှုပ်လို့တော့မရဘူးလို့ပြောလို့ရတယ်ဗောနော်။ဒီဖုန်းရဲ့ကင်မရာနဲ့ပတ်သက်ပြီးနောက်ဆုံး ကြံတဲ့ကောင်းကွက်ကကြာတော့ကျွန်တော် 4K 120 HD ဒီခါမှာရာွားတယ်လို့ပြောရမှာပေါ့နော်ဒါပေမဲ့လည်း 4K 120ကတော်တော်ကြီးကိုပူတယ်အဲ့လိုမျိုးရိုက်လိုက်ဒီကောင်းစင်မှာ overheat issue တွေဖြစ်သွားမျိုးရှိတယ်ဆိုတော့ဟို 4K 120ကိုကျွန်တော်တို့အကြာကြီးမသုံးတော့မြေတားရက်ခံရပါတော့အကြာကြီးဆိုတာလည်းကျွန်တော်ကရိုက်တာကြာတော့22မိနစ်လောက်သွားရိုက်တော့ဒါကလည်းဖြစ်မယ်ဆိုရင်တော့လည်းဖြစ်တင်ပါတယ်အဲ့လိုရိုက်ရှင်တယ်ဆိုရင်ကျွန်တော် cooling fan တစ်ခုတော့လိုတယ်မဟုတ်ဘူးဆိုရင်ဒီကောင် 4K 120ကြီးက အဲတိတ်ပြီးတော့အဆင်ပြေမှာမဟုတ်ဖုန်းလည်းတော်တော်ထိသွားလိမ့်မယ်အဲ့လိုညမှာကျတော့ iPhone တို့ပါက 4K 120နဲ့ကျုံးလဲအဲ့လောက်ကြီးပူတက်မလာဘူးပေါ့နော်ဒါ Xiaomi ကဒီကောင်ရဲ့ 4K 120ကိုဒီဖုန်းမှာပဲဖြစ်တာတကယ်တော့15 Ultra မှာတော့ဆိုကျွန်တော်မကြုံခဲ့ရဘူးပေါ့နော် maybe ဒါကလည်းသူတို့တခုခုလုတ်ပြီးလုတ်ပြီးမှာပေါ့မသိဘူးပြအခုလောဆိုတော့ဒီဖုန်းမှာပူတယ်အဲခင်ဗျားတို့မေးကြလိမ့်မယ်ဒီ Snapdragon 888 Gen 5က888ထက်ပိုပူလားပါလားဆိုရင်တော့အာဘာအဲ့လောက်လောက်ကြီးတော့အရင်မပူဒါပေမဲ့ဒီဖုန်းကလေ ကင်မရာသုံးတဲ့နေရာမှာတော့တော်တော်လေးကိုပူတယ်ပြောတော့ဗျာ Samsung ရဲ့ sensor အသစ်တွေကြောင့်ပဲလားအဲ့လိုမျိုးပေါ့နော် 4K 120ရဲ့ကြောင့်ပဲလားလို့မသိဘူးကင်မရာသုံးတဲ့အချိန်မှာတော့တော်တော်လေးကိုပူတယ် gain shot ဘာ shot ဆိုရင်တော့အရန်ကြီးပူတက်လာမျိုးမရှိဘူးဒါတော့ကင်မရာနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ချက်တွေကုံသွားပြီเนาะမကောင်းတဲ့ချက်တွေကလည်းစပြီးပြောရမယ်ဆိုရင်တော့ဒီဖုန်းကလေကျွန်တော်တို့ micro ရိုက်ချင်တယ်ဆိုရင် ultra wide ကိုလုံးဝသုံးလို့မရတော့ဆိုတော့ဘာနဲ့ရရလဲဆိုတော့ကျွန်တော် periscope နဲ့ရရဒီကောင်ဆိုရင် periscope နဲ့ပဲကျွန်တော်ရိုက်တာပေါ့เนาะ micro river ရိုက်ချင်အခုကျွန်တော်ပြထားတဲ့ပုံလေးကိုကြည့်လိုက်မယ်ဆိုရင်တော့ ဟိုဒီ day တွေပါလေတော့ maybe တူတူပဲလို့ထင်ရတယ်။အဲဘာဖြစ်လဲဆိုတော့လေကျွန်တော်တို့ digital processing လုပ်ထားတဲ့ပုံချင်းအတူတူဆိုရင်တောင်မှအဲ15 pro ရဲ့ပုံကနည်းနည်းလေးပို့ပြီးတော့ realistic standard လို့ခန်းစားရတယ်။ဒါ micro mode မှာပြောတာပေါ့နော်။ပြီးွားရင်ကျွန်တော်တို့အဲဒါကတော့ ဘယ်လိုပြောမလဲဒီကောင်တနစ်တောင်ကြာပြီဖြစ်တဲ့ကင်မရာ software ဆိုတော့သူ့ဟာနဲ့သူအသားကျနေပြီဗျာရုပ်လုံးပူကြရတယ်ဘောရုပ်လုံးပူကြရတယ်လို့ပဲပြောရမှာကျွန်တော် foreground နဲ့ background ခွဲပေးတဲ့နေရာမှာဆိုရင်လည်း15 pro ရဲ့ပုံကအများကြီးပူပြီးတော့အသက်ပူဝင်တယ်အစ်စ်လို့ပူခံစားရတယ်ဘိုကေးတွေကအစ်စ်လို့ပူခံစားရတယ်အခုကျွန်တော်ပြထားတဲ့ဒီပေါက်တင်ညိုပုံပဲကြည့်လိုက်အဲပေါက်တင်ညိုပုံမှာဆိုရင်ဒီအနောက်ကကျွန်တော် blur effect ပေါ့နော်ဘိုကေး effect ကိုတွေ့မယ်ထင်တယ် ဲ့ဘူဂီအဖက်ကလေဒါကျွန်တော် Xiaomi 15 Pro ဆက်ဆဝယ်ခြင်းတော့ကဒီဘက်က Sandy Pro Max ရဲ့ဘူဂီအတိုင်းအဲ့လိုဖြစ်ဘူးလေလုံးဝအဲ့ဒါကျွန်တော် update ရောက်မှဒီလိုမျိုးလေးနည်းနည်း fix ဖြစ်သွားဒါမှမဟုတ်ကျွန်တော်ဒီကောင်ရဲ့ဘူဂီ effect ကြီးလုံးဝမကြိုက်ဘူးအဲဒါတကယ်မျိုးလုံးဝအတုပေါ့ဗျာလုံးဝအတုဆိုတာကျွန်တော်ကြီးလိုက်တာနဲ့သိတယ်ကင်မရာထွက်လာတဲ့ဟာလည်းမဟုတ်ဒါပေမဲ့အဲ့လိုနေရာမှာကျွန်တော်စွမ်းနာပြောဆိုလို့ Vivo တို့ဒါ Apple တို့အကောင့်တွေကျတော့တွားပြီးတော့ကောင်းနေပြန်ရောပေါ့နော် Xiaomi ကဒီ တို့ရဲ့ဘိုကေးပေါ့နော် portrait ရဲ့ဘိုကေးနဲ့ပတ်သက်ပြီးတခါခါတော့လှုပ်ဖို့လိုပြီလို့ကျွန်တော်ထင်တယ်ကျန်တဲ့နေရာတွေမှာတော့ပြောစရာမရှိဘူးဗျာအဲ့ဒီဘိုကေး effect တခုပဲပေါ့နော် shutter speed ဆိုရင်လည်းတော်တော်ကြီးကိုမြန်တယ်ကျွန်တော်အပင်လေးကလေးတိုက်ပြီးရိမ့်နေရဆိုရင်တော့မှဖက်ကနဲ့လန်းလိုက်လိုက်ရင်ရိုက်လိုက်တဲ့နေရာမှာတန်းပြီးတော့မိတယ်အဲ့ပောက်တဲ့ညိုကလုံးဝခေါင်းခါပြီးလှုပ်နေရဆိုရင်တော့မှရိုက်လိုက်ဖက်ကနဲ့ဆိုလည်းလှမ်းမိတယ်ပြီးမှ h detection တွေဘာကြီးလဲမှန်တယ်အဲ့မမှန်တာကကြတော့အဲ့ဒီ blur effect က တော်လေးကို artificial ဆန်နေတာပေါ့နော်နောက်ထပ်တွေ့ကြတဲ့ချက်ကဘာသွားတွေ့လဲဆိုရင်တော့ဒီကောင်းရဲ့ digital AI zone နေပေါ့နော်ကျွန်တော်တို့ဥမာ 10h တက်ကျော်သွားပြီ 20h တို့ 30h တို့ဖြစ်လာပြီဆိုရင် AI စကူရတယ်အဲ့လိုနေရာတွေမှာတော့မသိတာတွေဆိုရင်ကျွန်တော်တို့ 60h ဆိုတော့60အစား60လောက်ရောက်ပြီဆိုရင်ဒီကောင်းတစ်ကောင်ရဲ့ဟို AI generate ပြန်ထုတ်ပေးတဲ့ပုံကကွာတယ်ဒီဘက် Xiaomi 15 Pro ရဲ့ AI generated ဓာတ်ပုံကအများကြီးပို့ပြီးတော့ accurate ဖြစ်ပြီးတော့ပို့ပြီးတော့ realistic ပုံစံတယ်ဒီဘက်ကကောင်ကကြတော့ ုံးဝပြောမှသာပြောတာဗျံမတာပုံလေးပေါ့နော်။ဥမာတိုင်နေပါဆိုရင်တွန့်လင်ကောက်ခွေးနေရမျိုး။အဲ့ဒါကျွန်တော်လက်မငြိမ်လို့လည်းမဟုတ်ဘူး။ဟိုအဲ့လိုမျိုးကိုပဲသူကထုတ်ပြတာ။ပြီးနောက်တစ်ခုကဘာရှိလဲဆိုတော့လေဒီကောင်ကကျွန်တော်တို့ဟိုဒီ display နဲ့ပဲဆိုင်မလားမသိဘူးဗျ။ OIS ပါဆိုပေမဲ့သူ့ရဲ့ OIS ကလေတိတိတသားကြီးကိုဒီတစ်ခါမှာ15ဟို15 Pro လောက်မကောင်းဘူးဗျာ။မနေ့ကကောင်းတာမကောင်းမဲနဲ့ထိန်းရတော်ခတ်တယ်အဲ့ဒါတွေကြောင့်လေဒီ AI generated လောက်ရတဲ့အခါမှာပြဿနာဖြစ်တာလားလဲမပြောတတ်ဘူးပေါ့နော် ဆိုတော့ကင်မရာအကြောင်းကကျတော့ဒီလောက်ပဲပေါ့နော်ဆိုတော့ဒီဖုန်းရဲ့ကောင်းကြောင်းမကောင်းကြောင်းနေရာတော့စုံသွားပြီပေါ့နော်အမ်ဘာပြောဖို့ကြံသေးလဲဆိုရင်တော့ကျွန်တော်တို့ဟို speaker နဲ့ haptic အေးဟုတ်တယ်အကောင်နေပြောဖို့ကြံတယ်ဟိုဒါကျွန်တော်တို့ဟိုမှာတွေ့လိုက်တယ် Gizmo China မှာတုန်းကကျတော့သူက review ပေးလိုက်တာကဒီဖုန်းရဲ့ဒီ speaker တွေ haptic တွေကလုံးဝ entry level ပဲဆိုပြီးတော့ပြောသွားတဲ့အတွက်ကျွန်တော်တို့ကဟာဒီတစ်ခေါက်က ပိုတော့မှသိုးသွားလားလို့တွေးကြည့်တယ်ဗောနော်တကယ်တမ်းမဟုတ်ဘူးဗျာဒါစပီကာတွေရောဟပ်တစ်တွေရောမနစ်က15 Pro တက်စာရင်ပို့ပြီးတော့တိုးတက်လာအထိကတော့ဖုန်းရဲ့ body ကအဲဗျက်ကျယ်ွားတာတွေရောပြီးွားရင်သိရမယ်နေရာပိုဆန့်သွားတာဗောဗျာအရင်ကတက်စာရင်ကျွန်တော်က ကောင်က6.78ကိုမှဒီကောင်က6.9ဆိုတော့နေရာပိုရသွားတော့ haptic တွေရော speaker တွေရော battery တွေရော display တွေရောအကုန်လုံးကိုကောင်းကောင်းထည့်ပေးနိုင်တယ်မှာပြီးရင် Xiaomi ကဒီဖုန်းတွေကိုထွက်ခိုင်းတာတို့ကကြီးညာလာပြီးသားတို့ရဲ့ဒီ Xiaomi SAM ဒီအဲ့ဒါ16ပေါ့နော် Xiaomi 16 CV ကိုအထက်ကကွန်မိုနဲ့၄ရောက်တွေအကုန်လုံးအစဆုံးပြန်စီမယ်လို့တို့ကပြောထားပြီးသားဆိုတော့အဲ haptic motor အတွက်လည်းနေရာပိုရသွားတယ် speaker အတွက်လည်းနေရာပိုရသွားတယ်အဲ့တော့ speaker ဆိုရင် speaker ဆိုရင်ကျွန်တော်ဖုန်းနဲ့အဓိကကွာတဲ့အချက်ပြလုံးဝ base stand တွေပါတယ်အဲ့လိုဒီဖြစ်တာတွေပါတယ်ဖြစ်သွားပြီဟိုမတူတာကြတော့ KD Ultra လောက်မကောင်းတာ ကကြတော့သူကအတန်အရန်မကျဲဘူးအတန်အရန်မကျဲတော့ဖြစ်လို့ immersive ဖြစ်တယ်လို့မခံစားရဘူးအဲ့လိုလေးရှိတယ်ဗျာပြီး haptic ဆိုရင်လည်းလုံးဝနည်းနည်းလေးပေါ့နော်တတိုးစာလောက်လေးတော့ကောင်းသွားတယ်အရန်ကြီးတော့မဟုတ်ပေမဲ့ haptic လေးကလည်း15 pro ရဲ့ဆိုင်ရင်တတိုးလေးကောင်းသွားတယ်ဆိုတဲ့နေရာမှာတော့ရှိတယ်ပြီးရင်နောက်ဆုံးအချက်အနေနဲ့ပြောချင်တာကဒီဖုန်းကကျွန်တော်လက်ထဲမှာဒီလိုမျိုးကြက်ကြဲလို့100တက်ခံရတာမကောင်းဘူးဆိုပေမဲ့လည်းကျွန်တော် တော်တော်ပေါ့တယ်လို့ပြောလို့ရတယ်ဖုန်းပေါ့နော်။ဘာဖြစ်လဲဆိုတော့9500ဘက်ထရီပါတယ်။ပြီးကကျွန်တော် display အပူကြီးတစ်ခုပါတယ်။ site ကလည်းအကြီးဖြစ်သွားတယ်။အဲ့ဒါကောင်ကကျွန်တော်တို့လက်ထဲမှာအကြာကြီးကင်ထားတယ်ဆိုရင်ဟိုဘယ်လိုပြောရမလဲ။ကျွန်တော်ဖုန်းရဲ့ weight လောက်ပဲကင်ရတယ်လို့ခံစားချက်မျိုးပြသိလားဒီဖုန်းကတော့ပိုကင်လို့ကောင်းတာပေါ့အဲအကြီးကတော့ဒီကျွန်တော် width ကျင်းတာဖြစ်တဲ့အတွက်100အဆင်ပြေတယ်။ဒါမှ100အဆင်မပြေဘူး။ ဒါပေမဲ့ဆုံးနာပြောသလိုပေါ့တဲ့အတွက်ကျွန်တော်တို့လက်ထက်မှာကင်ရတာအချိန်ကြာကြီးကင်မယ်ဆိုရင်လည်းတော်တော်လေးစိတ်မြဲဒါတော့ရှောင်းမီကိုမကြီးကျူးလို့မရဘူးပေါ့နော်ဆိုတော့ဗီဒီယိုလည်းရှင်းနေပြီထင်တယ်ပြောချင်တာတွေတော့ဒါပဲဒါပေမဲ့ကျွန်တော်နောက်ဆုံးဗီဒီယိုလေးအဆုံးမသတ်ခင်နည်းနည်းလေးကလစ်ပေးချင်တာရှိတယ်။ဒါဖြစ်တော့ Hyper OS 3မှာလေအဲ့ Hyper Island ကြီးကပိတ်လို့မရဘူးဆိုတာကြီးကကျွန်တော်နည်းနည်းတော့စားရယ်နော်စဉ်းစားကြည့်ဗျာသိလား ဒါက iPhone ကသူ့ရဲ့အဲ့ဒီနှစ်ဖူးစီးပေါ့နော်သူ့ရဲ့တကယ်မြင်အဲ့သူ့ရဲ့အမာရွတ်လိုနှစ်ဖူးစီး floor သူ့ရဲ့ floor သူက Android တွေလိုဖင်ကောင်းကျယ်ပြီးတော့သူများ under display fingerprint တုံးကသူ line မသုံးနိုင်ဘူးဆိုတင်းခံကြပြီးတော့အဲ့ဒီနှစ်ဖူးစီးကိုတတ်တတ်ပြီးထုတ်နေတာလုံးဝတတ်တတ်ကြီးကိုလုံနေတာဗျာအဲ့ဒီ floor ကိုသူတို့ကဘယ်လိုပြောရလဲသူတို့ရဲ့အားတာချက်ဖြစ်အောင်လုပ်ဖို့စဉ်းစားပြီးတော့မှထည့်ထားတဲ့ဟာကိုကိုကအဲ့ဒါကြီးကိုအာဆောင်းမိုက်ပါတယ်ဆိုပြီးတော့တက်တူတခုလိုယူထိုးတာဗျာပြီးတော့ပိတ်လို့လည်းမရဘူးပြဿနာကလေကျွန်တော်မကြိုက်တာပိတ်လို့မရဘူး ကိုထာနဲ့ကိုနေဗျာတည်လာဟိုအိုက်ကွန်တွေပါကူးကျင်တယ်ဆိုရင်လည်းကူး UI နေအမှကျွန်တော်တို့ liquid glass ဆိုရင်အားပေးတယ်ကူးချအဲ့ဒါမျိုးတွေမဟုတ်ဘဲနဲ့ဖောက်ကရ dynamic island ကိုသွားကူးပြီးတော့ကျွန်တော် shortcut ပြမလို့ဘူးဗျာအဲ့ဒီပုံမှာ shortcut ထားရလို့ရလို့သူတို့ဘာလို့ပြောတာကျွန်တော်က notification center ရှိရယ်ဒီလိုဆက်ဒီလို step တစ်ခုလောက်ဆွဲချပြီးတော့ဒီကနေပြီးတော့ကျွန်တော် assess အကုန်လုံးလို့ရတယ်အဲ့ဒီအရောဘာဖြစ်လို့ dynamic island ကိုတင်းလို့ရင်နေရာလေးကိုကျွန်တော်လည်းဒါစဉ်းစားလို့မရဘူးเนาะဆိုတော့ ဒါပါပဲဒီဖုန်းရဲ့အဓိက flaw တွေကို ပြောပါဆိုတော့ HyperOS 3ကကျွန်တော်တို့ကောင်းချင်ပေးမယ်လေ iOS clone version ဖြစ်နေတယ်အပီးဝိုင်းဆွမ်းတာပြောဆို ultra wide ကကျွန်တော်တို့ flashing နဲ့မတူတော့ဘူးအဲကင်မရာရဲ့တချို့နေရာလေးတွေမှာတော့ low ad check လို့ပြောလို့တော့ရနေသေးတယ်ပေါ့เนาะအဲ့ဒါမျိုးလေးတွေရှိတတ်တယ်ဆိုတော့စဉ်းစားကြည့်ရင်တော့ဒါပါပဲဗျဒီဖုန်းက mic ပါတယ်မဆိုးပါဘူးဆွမ်းတာပြော USB jam လို့ပါတော့ကျွန်တော်တို့အရင်ကြီးတော့ queue မဆိုက်ဘူးပေါ့เนาะကိုယ်တိုင်လည်းသုံးနေဆိုပေမဲ့ ဟိုအမြဲတမ်းလည်းသုံးနေကြမဟုတ်တော့အဲ့ပေါ့အဲ့လိုနားလည်ပေးလို့တော့ရပါတယ်။ကဲဆိုတော့ဒီနေ့အတွက် comparison လေးကတော့ဒီလောက်ပဲပေါ့နော်။ဆိုတော့ဒီဖုန်းနှလုံးကိုဝယ်သင့်လားမဝယ်သင့်ဘူးလားဒါမှမဟုတ် upgrade လုပ်သင့်လားမလုပ်သင့်ဘူးလားလို့မေးရသူတွေအတွက်ပြောရမယ်ဆိုရင်တော့အဲဒီကောင်ကတော့70သိန်းလောက်တော့ပိုများတယ်။ဒီကောင်အတက်ကလောဆယ်မှာ28ရှိရတယ်။ဒီကောင်အတက်က38ကနေပြီးတော့40ရှိရဆိုတော့70သိန်းလောက်တော့ပိုများတယ်။ဒါပေမဲ့ဆောင်းနာပြောသလို ျွန်တော်တို့ပိုကောင်းွားတဲ့အချက်တွေပဲမြင်ရဗျာကင်မရာမှာနည်းနည်းလေးမကောင်းတာသူကင်မရာမကောင်းတဲ့လို့ပြောလို့မရဘူးနော်ဒါသူ့ရဲ့ approach နဲ့သူအဲပြီးွားရင်ကျွန်တော်တို့ဟိုဗာလဲ USB generation နှိမ့်သွားတာတော့ ultra wide တို့ဗာတို့အဲမကောင်းတာတို့ဒီလောက်ပဲရှိမယ်ဗျာကျွန်တော်တို့မြန်မာစာပြောလို့မရဘူးဆွမ်းနာပြောတဲ့ဒီ hyper os က ios glowing ဖြစ်နေတာကလွဲရင်ပေါ့နော် ကောင်းပါတယ်အဓိကတော့အဲ့ promise naming ကိုကိုကလက်ခံနိုင်တယ်ဆိုရင်တော့ဒီဖုန်းကရရဲ့ရည်တာပြောင်း Okay ဒီနှစ်မှာဒီကောင်းတာအဲ့ promise naming နဲ့မထွက်လာဘဲနဲ့တခြား ultra တို့သိရမလား pro plus တို့ဘာလို့ဆိုရင်တော့မှကျွန်တော်ဆိုရင်တော့ကြောင်းကင်ဖြစ်မယ်လို့ထင်ပါတယ် Okay ပါကဲဒီနေ့ဗီဒီယိုလည်းဒီလောက်ပါပဲအဆုံးထိကြည့်ပြီးတဲ့သူတွေလည်းအားလုံးကျေးဇူးတင်ပါတယ်